2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျနက်ကလည်း1ကြိမ်ကြီးမှန်းတော့လဲကျွန်တော်တို့ဘရိတ်ကလွဲတယ်ပေါ့ဗျာနော်300ချက်2ချိန်တွေ့တာကောင်းမှန်းသိရတဲ့အတန်းကျွန်တော်တို့မှာပောက်ကနန်းတော့ဖြစ်မသွားသေးဘူးညနေပါတော့လဲကျွန်တော်ကတော့အခွေးပေါ့နော် ဥမာလုံးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာအော်အော်မင်္ဂလာပါ โอเคအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်လည်းခေါင်းကြီးကမူးနေပါပြီเนาะအကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်လည်းစူးစမ်းပြီးတော့တွက်ပြတ်ပေးတာပဲဗျာဒါပေမဲ့လည်းကံမကောင်းစားနေပဲကျွန်တော်တို့မနက်ကတော့3နဲ့ပတ်သက်ရင်တော့3ွယ်ပါတယ်ဗောနော်3 1 3 6 3 9တော့ပါမယ်30တော့မပါလိုက်ဘူးဗျာခင်မိုးခိုင်းနေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ညနေမှလည်းကျွန်တော်ဝမ်းကြီးနှစ်ချိန်တွဲရင်ပြီးပေါ့လေပေါ့နော်အဲ့ဒါလေးကိုအရင်ဆုံးတွက်ပြပေးမယ်ဗျာ။ ဟောဒီမှာဆိုရင်၈ရယ်၅ရယ်ဒီရက်၃ရယ်၃လုံးပေါင်းချင်းတီ၆၆ရယ်ပါဝါတီ၁၆တက်ဒီရောဒီမှာအချိန်ပဲဗျ။ဟောဒီ၆တက်အချိန်မှာကျွန်တော်တို့၄တက်ဆိုတော့၁ထီရယ်ဗျ။နောက်တစ်ပိုင်းကလည်း၄ရယ်၃ညရယ်ဒီရက်၁က၄၃ညတက်ပေါင်းချင်းတီ၅၅ရယ်ပါဝါတီ၃ည၅၃ညဒီကျွန်တော်ဒီမှာအချိန်ဗျ။မနေ့ကကျွန်တော်ကန်ခဲ့တဲ့1ချိန်ပေါ့နော်။ ဒီ9တုံညာအချိန်မှာတော်တို့60ထွက်တော့တုံညာထီတယ်ဗျ။အဲဆိုရင်နောက်တစ်ပြင်ရလဲ6ရဲ့ခွင်ရပေါင်းချင်းဒီ3 3နဲ့ဒီက3ညာနဲ့ပေါင်းတော့လဲ3မယ်။6ခွင်3ညာပေါင်းချင်းဒီ3ဖြစ်လို့3ရဲ့ပါဝါဒီ8 3 8ဒီကျွန်တော်ဒီမှာအချိန်မြတ်။ဆော့ပြနေရတယ်နော်ပြက်အစင်မပြေဘူးပြက်။ တော့ဒီ3ရှစ်အချိန်မှာကျွန်တော်တို့86ထွက်တော့8ထီတယ်ဗျဒါဆိုရင်ဒီနေ့ညနေမှာကျွန်တော်တို့9ရဲ့9ရဲ့ဒီရက်6956ပေါင်းချင်းဒီ6ဖြစ်လို့6ရဲ့ပါဝါဒီ1 6 1ရဲ့ဒီကျွန်တော်ဒီမှာအချိန်ဗျအဲ့လိုမျိုးဒီ1ချင်းလေးနားလည်ကြမယ်ထင်ပါတယ်ဗျာနော်မနေ့ကတော့ကျွန်တော်တို့ဒီ1ချင်းဒီတော့အရင်နေ့တွေကတော့မနေ့ပိုင်းမှာထိနေတဲ့1ချင်းပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့မနေ့ကတော့ပြတ်သွားတယ်ဗျာ တော့ဒီမှာ၈ရက်၅ရက်ဒီရက်၃ရက်၃လုံးပေါင်းကျင်းဒီ၆၆ပါဝါ၁၆တက်အချိန်မှာ၄၁ဆိုတော့တက်ထီတယ်နောက်တစ်ပြင်ကလည်း၄ရက်၃ညရက်ဒီရက်၁က၃လုံးပေါင်းကျင်းဒီ၅၅ပါဝါ၃ည၅၃ညအချိန်မှာကျွန်တော်တို့60ထွက်တော့၃ညထီတယ်ဗျနောက်တစ်ပြင်ကလည်း6ရက်9ရက်ဒီရက်၃ညရက်၃လုံးပေါင်းကျင်းဒီ၃၃ပါဝါ၈၃ရက်အချိန်မှာလည်း၈၆ထွက်တော့၈ထီတယ် ဒါကြောင့်မို့ဒီနေ့အတွက်ဝမ်ကျင်းဒီ9ရက်9ရက်ဒီရက်6ကေပေါ့နော်ဒီ3လုံးပေါင်းကျင်းဒီ6ဖြစ်လို့ကျွန်တော်တို့6ဘာဝါဒီတက်ပဲ6တက်ဒီအချင်းမြတ်အဲဒါဆိုရင်ကျွန်တော်သူနဲ့တွေ့ရမယ်နောက်ထပ်ဝမ်ကျင်းလေးပေါ့နော် 4ရက်5ရက်ပေါင်းကျင်းဒီ6 6နဲ့ဒီရက်3နဲ့ပေါင်းတော့2ဆိုရတဲ့ဒီ1ကျင်းကျော်အရင်မပြသေးဘူးပြနောက်ထပ်1ကျင်းအရင်ပြလိုက်မယ်နော်တခါတည်းပြီးပေါ့ဖြစ်တဲ့1ကျင်းလေးပြ6ရက်3ညရက်ဒီရက်6ကဲ6 3 6ပေါင်းကျင်းဒီ4 4ရက်2ခက်ဒီနဲ့4နှစ်ဒီရောဒီမှာအချိန် ဒီ၄နှစ်အချိန်မှာလဲကျွန်တော်တို့၄၁ထွက်တော့၄ထိဒီမှာဒီ1ချိန်ဒီကျွန်တော်တို့ဒီဘက်မှာ6၁အချိန်နဲ့၄နှစ်အချိန်နဲ့ပေါ့နော်တွဲရင်ပြီးပေါ့ဒီဘက်က၄ဒီဘက်က၁နဲ့၄၁ဆိုပြီးတော့ထွက်တယ်ဗျနောက်တစ်ပြင်ကလည်း၄ရဲ့ခွန်ရဲ့ပေါင်းချင်းဒီ၁၁နဲ့ဒီက9နဲ့ပေါင်းတော့6၄ရဲ့ခွန်ရဲ့9ရဲ့၃လုံးပေါင်းချင်းဒီ6 6ရဲ့နှက်ခတ်ဒီကို6 6ဒီကျွန်တော်ဒီမှာအချိန်ဗျ။ဟိုဒီ6 6အချိန်မှာ60ဆိုတော့6ထိတယ်ဗျ။ ဒီမှာဒီလဲကျွန်တော်တို့9တုံညာအချိန်69အချိန်ပေါ့နော်ဒီဘက်6ဒီရက်တုံညာနဲ့60ဆိုပြီးတော့ထွက်တယ်ဗျအဲဆိုရင်နောက်တစ်ပြင်ရ6ရက်9ရက်ပေါင်းချင်းဒီ1တင်းနဲ့ဒီရက်8နဲ့ပေါင်းတော့9 6 5 8သုံးလုံးပေါင်းချင်းဒီ9ဖြစ်လို့9ရက်နှစ်ခတ်ဒီ6 9 6ဒီကျွန်တော်ဒီမှာအချိန်ဗျဒီ9 6အချိန်မှာလဲ8 6ဆိုတော့6ထိလဲဒီမှာဒီလဲ1ချိန်ဒီ3 8အချိန်နဲ့9 6အချိန်နဲ့ပေါ့နော် တွဲရင်ကျွန်တော်တို့ DH 6 DH 6နဲ့86ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုရင်ဒီနေ့ညနေမှာ9ရက်3ရက်ပေါင်းချင်းဒီ6 8နဲ့ဒီက3နဲ့ပေါင်းတော့1 9 3 3ပေါင်းချင်းဒီ1ဖြစ်လို့1ရက်2ခက်ဒီ6 1ရက်ဒီကျွန်တော်ဒီမှာအချင်းဗျ။ဆောင်တဲ့ခင်းနမောင်လေးရဲ့တပတ်လုံးကိုမပေါက်သေးတာဟုတ်တယ်ဗျာเนาะကျွန်လည်းတစ်ချိန်မှမမှန်သေးဘူးဗျာဒီဘက်လည်းမမှန်သေးဘူးပေါ့เนาะပြီးခဲ့တဲ့ဘက်ကလည်း မမှန်လည်းဘူးပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ပက်ကတော့တောက်ကြံနေရကျွန်တော်3နှစ်ဆိုရင်တော့ကျွန်တော်လည်းပါမှာပေါ့နော်3မှုဆိုတော့လည်းမပါတော့ဘူးပေါ့ဗျာနော်ဒီမှာကျွန်တော်တို့ဒီမှာဒီ6တက်အချင်းဒီဒီဘက်က10ရှစ်အချင်းနဲ့တွဲရင်လည်းပြီးပါပေါ့နော်တွဲရင်6တက်6ရှစ်10ပူ10ရှစ်ဆိုတော့ကဏန်း၄ကွက်ပဲဗျာအဲ့ဒါဆိုရင်ကျွန်တော်အစောနဲ့ဝန်းကျင်လေးပေါ့နော်ဒီမှာဒီလဲကျွန်တော်ဒီဝန်းကျင်ဒီလဲ၄ရဲ့၅ရဲ့ပေါင်းကျင်ဒီ၉၉နဲ့ဒီက၃နဲ့ပေါင်းတော့၂ နှစ်ရဲ့နှစ်ခက်ဒီလေးနှစ်လေးဒီလေးကျွန်တော်ဒီမှာအချိန်ပဲဗျ။ဟောဒီနှစ်လေးအချိန်ဆိုလဲ၄တဆိုတော့၄ထီတယ်။နောက်တစ်ပင်ကလည်း6ရဲ့3ညရဲ့ဒီက4ရဲ့ပေါ့နော်။6 3ည4 3လုံးပေါင်းချင်းဒီ3ည3ညရဲ့နှစ်ခက်ဒီခွန်း3ညခွန်းဒီအချိန်ဗျ။3ညခွန်အချိန်မှာလဲကျွန်တော်တို့60ဆိုတော့3ညထီတယ်အဲဒါနောက်တစ်ပင်က9ရဲ့ခွန်ရပေါင်းချင်းဒီ2 2နဲ့ဒီက6နဲ့ပေါင်းတော့ ဒီသုံးလုံးပေါင်းခြင်းဒီရှစ်ဖြစ်လို့ရှစ်ရဲ့နက္ခတိတရှစ်တက်ဒီလဲကျွန်တော်ဒီမှာအချိန်ပြရှစ်တက်အချိန်မှာလဲရှစ်6ဆိုတော့ရှစ်ထီရေဗျဒါဆိုကျွန်တော်ဒီနေ့အတွက်တော့ဝမ်းခြင်းဒီရှစ်ရဲ့9ရဲ့ပေါင်းခြင်းဒီ3 3နဲ့ဒီရဲ့ရှစ်နဲ့ပေါင်းတော့တက်ဒီသုံးလုံးပေါင်းခြင်းဒီတက်ဖြစ်လို့တက်ရဲ့နက္ခတိရှစ်တက်ရှစ်ဒီကျွန်တော်ဒီမှာအချိန်မယ်ဗျ လေးလေးကြီးတကိုးတဟုတ်ကဲ့ပါဗျာနော်မောင်မောင်ဖြိုးဖြိုးတဲ့တစ်ကြိုက်တယ်ဟုတ်ကဲ့ပါဗျာအကြိုက်ကိုတော့ကစားပါဗျာနော်ကျွန်တော်ဒီမှာဒီတော့တက်တီတော့ပိုးရအကောင်တော့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်လေးကိုကျွန်တော်သုံးလုံးခွေရင်16 8ကိုခွေလိုက်ရင်တော့လေအပေါ်ပင်ဒီမှာတော့ပောက်ကနန်းတော့ဖြစ်နေတယ်ဗျာဒါဆိုရင်ကျွန်တော်နောက်ထပ်လုံးမိုင်ဆိုင်လေးပေါ့နော်လုံးမိုင်ဆိုင်ကတော့ကျွန်တော်တို့ကြံကနန်းနဲ့ပေါ့နော်ရှစ်တုံးတည့်ပြီးခွေတွေ့တယ်တဲ့ဟုတ်ကဲ့ပါဗျာ ကျွန်တော်နောက်ထပ် low mind site ဒီတော့9ရဲ့ခွင်ရဲ့ဒီက3ညရဲ့ဒီ3လုံးပေါင်းချင်းဒီ2 9ခွင်3ညပေါ့เนาะဒီ3လုံးပေါင်းချင်း2 2ရဲ့နှစ်ခက်ဒီ4အဲ့ဒီ4ဒီကျွန်တော်ဒီမှာ low mind ပြကျွန်တော်တို့၄ဘိုင်မှာကျွန်တော်တို့၄တက်ဆိုပြီးတော့ထွက်တယ်နောက်တစ်ပင်က ခွင်ရဲ့၃ရဲ့ပေါင်းခြင်းဒီ၃ညာ၃ညာနဲ့ဒီရဲ့ခွင်နဲ့ပေါင်းတော့လဲခွင်ခွင်၃ခွင်ပေါင်းခြင်းဒီခွင်ခွင်ရဲ့နှက်ခတ်ဒီ၃ညာ၃ညာဒီလုံးပိုင်း၃ညာပိုင်းမှာကျွန်တော်တို့60ဆိုပြီးတော့ထွက်တယ်ဒါဆိုရင်နောက်တစ်ပင်က၃ရဲ့၁ကပေါင်းခြင်းဒီ၄၄နဲ့ဒီရဲ့၅နဲ့ပေါင်းတော့၉ဒီ၃လုံးပေါင်းခြင်းဒီ၉ဖြစ်လို့၉ရဲ့နှက်ခတ်ဒီ၆၆ဒီလုံးပိုင်းပေါ့နော်၆ပိုင်းမှာလဲကျွန်တော်တို့၈၆ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ဒီနေ့အတွက်လုံးပိုင်းဒီ တရဲ့၃ညရဲ့ပေါင်းချင်းဒီတနဲ့ဒီရ၃နဲ့ပေါင်းတော့၄တ၃ညာ၃ပေါင်းချင်းဒီ၄ဖြစ်လို့၄ရဲ့နှစ်ခတ်ဒီ2 2တီလဲလုံးပိုင်းပေါ့နော်အဲ့လိုမဲ့ဒါလေးလည်းနားလည်ကြမယ်ထင်ပါတယ်ဗျာဒီကနေ့တည်းနေတိုင်းမှန်နေတာအဲ့ဒါကိုယ့်အလဲမှာမပေးတာအဲ့ဒါကံပေါ့ဗျာအဲ့ဒါဘာတက်နိုင်မှာလဲဟုတ်ကဲ့ပါဗျာနော်မီးလေးရဲရှစ်ရှစ်ကြိုက်တယ်အဲ့ဒါဟုတ်ကဲ့ပါဗျာအကြိုက်ကိုတော့ကစားပါဗျာနော်ကျွန်တော်ဒီမှာဆိုရင်တော့ အပေါ်ပင်ဒီမှာဆိုပေါ့နော်ကျွန်တော်ဒီမှာ2ညီတာတီးတော့ကျွန်တော်ဒီမှာ၄ဒီမှာ၄ဒီမှာ၄ပေါ့နော်၄ဘိုင်ကို6တင်းနဲ့တွဲရင်လည်းရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဖဲနဲ့ကျွန်တော်တို့6 1 4 2ဆိုတော့ဂဏန်း၄လုံးခွေရင်လည်း၄1ဆိုပြီးတော့ပါမယ်ဗျဒီအောက်ပင်မှာလည်းပေါ့နော်9 3ညအချင်း6 9အချင်း3ညခွန်အချင်း3ညဘိုင်ဆိုတော့ဒီမှာဒီ3ညဒီဘူးအကောင်းတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဖဲကျွန်တော်တို့9 3ည6 9ခွန်ဆိုတော့ဂဏန်း၅လုံးခွေရင်60ဆိုပြီးတော့ပါမယ် ဒီမှာလဲကျွန်တော်တို့38အချိန်96အချိန်71အချိန်ဆိုတော့ခွေမယ်ဆိုရင်38961ပေါ့နော်38961ဆိုရဲကဏ္ဍငါးလုံးခွေရင်86ဆိုပြီးတော့ပါမယ်ဗျ။အဲဒါကျွန်တော်ဒီနေ့မှာခွေရမှာဒီပါပေါ့နော်68အချိန်ရှိတယ်18အချိန်ရှိတယ်နှစ်ပိုင်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကခွေရမှာဒီ6182ဆိုတဲ့ကဏ္ဍလေးလုံးပဲခွေရမယ်ဗျ။မီလီ186လေးအပြီးခွေရတဲ့ ကျွန်တော်ဒီမှာတော့နှစ်ပိုင်ပြเนาะနှစ်ပိုင်ဆိုတော့168နှစ်ပေါ့ဗျာအဲ့လိုယူရမှာပေါ့เนาะအေးမြန်မွန်တရက်မှမရသေးဘူးတဲ့ဟုတ်တယ်ဗျာเนาะကျွန်တော်လည်းအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပေးပါတယ်ဗျာညာနေပောက်ချင်တယ်မောင်လေးရဲ့ဟုတ်ကဲ့ပါဗျာเนาะပောက်ပါသေးလို့လည်းကျွန်တော်လည်းဆူတောင်းပေးပါတယ်ဗျာမီလီရတဲ့168နှစ်လေးအခွေးတဲ့ကျွန်တော်ကတော့၄တော့မထဲတော့ဘူးပေါ့เนาะ 168နဲ့ဆိုတဲ့ကဏ္ဍလေးလုံးမှခွေလိုက်မယ်ဗျမနေ့ကတော့ကျွန်တော်တို့ထိတ်စီရပေါ့နော်73ထိတ်တော့ကျွန်တော်တို့8ထိတ်တော့မှန်ခဲ့တယ်ပေါ့နော်မနေ့ကတော့မနေ့က85462ချဲမနေ့က85ရေ46ရေတရားပြောရလည်းမသိပဲနော်မနေ့ကညနေဘက်ကဟောက်ပြောရလည်းမသိပဲဗျ ကိုမတို့ကျွန်တော်မနေ့ကမှန်ခဲ့တဲ့ထိတ်စီလိုင်းလေးကြည့်အောင်မလားတော့မသိဘူးပေါ့နော်ပြပြအောင်မလားမသိဘူးထိတ်စီလိုင်းထိတ်စီလိုင်းလေးပြလိုက်ရင်လည်းကျွန်တော်တို့အာယုံတွေများသွားမှာလို့ဆိုရတယ်ပေါ့နော်ဘတ်ကတ်တညနေပောက်ပါပြီကိုတဲ့ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်လည်းအကောင်းဆုံးဘတ်ကတ်တပြပါတဲ့ဟုတ်ကဲ့ပါဗျာဒါဆိုရင်တော့ကျွန်တော်ထိတ်စီလိုင်းအရောနှစ်လိုင်းတွေ့ထားတယ်ပေါ့เนาะဒါဆိုကျွန်တော်ထိတ်စီလိုင်းလေးပြပေးမယ်ဗျာဒီဟာကတော့ကျွန်တော်တို့အခွေရမှာတည်တော့ ရိတ်လေးမတွေ့ဘူးလေအဲ့ဒါပရိတ်ကတော့ကျွန်တော်ဒီမှာတော့ဗောနော်ကျော်ဒီ၃လုံးပေါင်းချင်းဒီပရိတ်ပေးနေတာတွေ့ရတယ်ဗျ၈ရယ်၃ညရယ်ဒီရခွန်ရယ်၃လုံးပေါင်းချင်းဒီ၅ပေါ့နော်အဲ့မှာကျွန်တော်တို့၅ပရိတ်ပေးတယ်ဗျနောက်တစ်ပြင်က၄ရယ်ခွန်ရယ်ဒီရ၅ရယ်၃လုံးပေါင်းချင်းဒီ၆ဒီမှာကျွန်တော်တို့၆ပရိတ်ပေးတယ်နောက်တစ်ပြင်က၆ရယ်၅ရယ်ဒီရ၃ရယ်ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီ၄ဒီမှာ၄ပရိတ်ပေးတယ်ဗျ ဒါကြောင့်ဒီမှာဒီ9ရဲ့3ရဲ့3ညရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ10ဖြစ်လို့ရောဒီမှာ10ပြည့်ပေးမှလာပေါ့နော်နောက်ထပ်ပြည့်အတူလေးရတော့ကျွန်တော်တို့3ချိန်မြောက်ပေါ့နော်ခွင်းရဲ့3ရဲ့ဒီရက်1ကပေါင်းချင်းဒီ10ဖြစ်လို့10ပါဝါဒီ6ဒီမှာ6ပြည့်ပြဒါဆိုကျွန်တော်တို့နောက်တစ်ပင်ဒီ9ရဲ့4ရဲ့3ညရဲ့ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ6ဖြစ်လို့6ပါဝါဒီ4 4ဒီဒီမှာ break အဲ့ဒါနောက်တစ်ပင်က3ရဲ့6ကပေါင်းခြင်းဒီ9 9နဲ့ဒီက6နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းခြင်းဒီ9ဖြစ်လို့9ရဲ့ပါဝါဒီ3ညပေါ့နော်3ညပရိလေတွေ့တယ်ကျွန်တော်တို့10ပရိလေတွေ့တယ်ပေါ့နော်မင်းခန့်နဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဒါဆိုရင်ကျွန်တော်မနေ့ကမှန်ခဲ့တဲ့ထိပ်စီလိုက်ပေါ့နော်ထိပ်စီလိုက်ကိုပြပေးမယ်ဗျာ 813ပြိပူပြီးလုံတာပေါ့တဲ့အမောင်ပြု19ပါတဲ့ဟုတ်ခဲ့ပါဗျာနော်ဒါဆိုကျွန်တော်မနေ့ကထိပ်စီလိုင်းတော့မဟုတ်တော့ဘူးနောက်ထပ်တွေ့ထားတဲ့ထိပ်စီလိုင်းကိုပဲပြပေးမယ်ပေါ့နော်နောက်ထပ်ထိပ်စီလိုင်းဒီကျွန်တော်တို့ဒီထက်ကကျွန်တော်တို့အစောနဝန်ကျင်းလိုင်းနဲ့ကပ်ညီတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီထိပ်စီလိုင်းကိုပဲပြပေးတော့မယ်ဗျာတော့ဒီမှာဆိုရင်6ရယ်5ရယ်ဒီက4ရယ်ပေါ့နော် ဒီသုံးလုံးပေါင်းခြင်းဒီ၅၅ရဲ့ပါဝါဒီ၃ညာ၅ရဲ့နှက်ခတ်ဒီ၃ကျွန်တော်တို့ဒီ၅၃ညာ၃ဖြစ်ချင်းပေါ့နော်6ရဲ့5ရဲ့ဒီရ4ရဲ့သုံးလုံးပေါင်းခြင်းဒီ၅၅ပါဝါ၃ညာ၅နှက်ခတ်၃၅၃ညာ၃ဖြစ်ချင်းကိုကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းဒီ၅တို့မဟုတ်၃ညာတို့မဟုတ်၃ဖြစ်ရမှာပေါ့နော်ကျွန်တော်ဒီမှာဒီ၃ရဲ့၃ရဲ့ဒီရထိပ်စီရဲ့ပေါင်းခြင်းဒီကျွန်တော်တို့၃ညာဆိုပြီးတော့ဖြစ်တယ်ဗျာ ဒါဆိုရင်နောက်ထပ်ဟိုဟာဒီကျွန်တော်တို့9ရဲ့3ညရဲ့ဒီရက်6ကပေါ့နော်9 3ညာ6ပေါင်းချင်းဒီ1 1ပါဝါဒီ6 1နှစ်ခတ်ဒီ8 1 6 8ဖြစ်ချင်းကြောပေါ့နော်ကျွန်တော်ဒီမှာ168ဖြစ်ချင်းကြောင့်ကျွန်တော်တို့ဒီ3လုံးပေါင်းချင်းဒီလဲ168ဖြစ်ရမယ်ဆိုတော့၄၁ပေါင်းချင်းဒီ9 9နဲ့ကျွန်တော်ဒီရထိပ်သီး6နဲ့ပေါင်းချင်းဒီကျွန်တော်တို့1ဆိုပြီးတော့ဖြစ်တယ်ဗျ။ ။အဆိုရင်နောက်တစ်ပင်ကတုံညာရဲ့ခွင်ရဲ့ပေါင်းခြင်းဒီခွင်ခွင်နဲ့ဒီက9နဲ့ပေါင်းတော့နှစ်။တုံညာခွင်ကပေါင်းခြင်းဒီနှစ်နှစ်ပါဝါဒီခွင်နှစ်နှစ်ခတ်ဒီလေးကျွန်တော်တို့ဒီနှစ်ခွင်လေးဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းဒီလည်းနှစ်ခွင်လေးဖြစ်ရမယ်ဗျ။ကျွန်တော်တို့ဒီမှာ6တုံညာ10ပေါင်းခြင်းဒီကျွန်တော်တို့4ဆိုပြီးတော့ဖြစ်တယ်ဗျ။အဲ့တော့ဒီနေ့မှာခွင်ရ9ရပေါင်းခြင်းတည်နှစ်နှစ်နဲ့ဒီရ8နဲ့ပေါင်းတော့3ညပေါ့နော် ခွန်9ရှစ်ပေါင်းခြင်းသည်3ညဖြစ်လို့3ညရဲ့ပါဝါသည်9 3ညရဲ့နှက်ခတ်သည်ခွန်3ည9ခွန်ဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းသည်ပေါ့နော်ဒီရ86ဆိုရဲ့4ပြည့်ရဲ့ကျွန်တော်တို့ညနေထွက်မဲ့ထိတ်စီးရဲ့ပေါင်းခြင်းသည်3ညတို့မဟုတ်9တို့မဟုတ်ခွန်ဖြစ်ရမယ်ဗျာတို့ဒီမှာဒီ86ပေါင်းခြင်းသည်4ဖြစ်နေတာဖြစ်တဲ့အတွက်3ညဖြစ်အောင်ဆိုရင်ကျွန်တော်တို့6ထိတ်ထည့်ရမယ်ဗျာ ကျွန်တော်ငါးဖြည့်အောင်ဆိုရင်တော့ဒီမှာဒီတစ်ထိပ်ပေါ့နော်ခွင်ဖြည့်အောင်ဆိုရင်တော့ကျွန်တော်ဒီမှာလေးရှိထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့သုံးထိပ်ဆိုပြီးတော့ထည့်ရမယ်ဗျတော့ဒီမှာဒီဒီ site ကတော့ကျွန်တော်တို့6 1 3ဒီထိပ်ပေါ့နော်အဲ့လိုမဲ့ဒါလေးလည်းနားလည်မယ်ထင်ပါတယ်ဗျာကျွန်တော်နောက်ပိတ်လိုင်းကိုတော့ကျွန်တော်အပင်တိုလေးနောက်ပိတ်လိုင်းပေါ့တလုံးနဲ့ပေါ့နော် ော့ဒီမှာ၄ရဲ့ခွင်ရဲ့ဒီရ3ရဲ့ပေါင်းခြင်းဒီ၄ပေါ့နော်၄ခွင်3ပေါင်းခြင်းဒီ၄အဲ့ဒီ၄ကိုကျော်ဒီနှလုံးဒီ၄ဆိုပြီးတော့ဖြစ်တယ်ဗျအဲ့ဒါနောက်တစ်ပင်ကလည်း6ရဲ့5ရဲ့ပေါင်းခြင်းဒီ1တင်းနဲ့ဒီရ1နဲ့ပေါင်းတော့2 6 5 1ပေါင်းခြင်း2ကိုကျွန်တော်တို့ဒီနှလုံးဒီ2ဆိုပြီးတော့ဖြစ်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာ9ရဲ့3ရဲ့ပေါင်းခြင်းဒီ8 8နဲ့ ဒီက၃ညနဲ့ပေါင်းတော့လေ၈ပေါ့နော်၅၃၃ညပေါင်းခြင်းဒီ၈ဖြစ်လို့ဒီနှလုံးပေါင်းခြင်းဒီ၈လို့ဖြစ်ရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ၃ညဒီနောက်ပိတ်ပေါ့နော်အဲ့လိုမဲ့ဒါလေးလည်းနားလည်မယ်ထင်ပါလေဗျโอเคကြိုက်ပါတယ်လေဟောချန်လင်းအောင်နဲ့မနေ့ကထိတ်ဆိုင်ကညနေ9:00ညနေထိတ်ပါမျိုးလို့ဟုတ်ကဲ့ပါဗျာเนาะကျွန်တော်လည်းအဲ့ဒါလေးကိုလည်းဟော ဖြစ်ပါတယ်ဗျာ 613ထိပ်ပါတယ်ဘာခံဟုတ်ပါတယ်ဗျာเนาะကျွန်တော်ဒီမှာတီတော့ကျွန်တော်ဒီ site လေးကိုပို့ပြီးတော့ကြိုက်တာတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့အစောနဲ့ဝမ်းကျင်းတီပေါ့เนาะ8တဲ့အချင်းရှိတယ်61အချင်းရှိတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာဒီ61တီထိပ်ကပို့ပြီးအားသာနိုင်မလားလို့ပေါ့เนาะကျွန်တော်ဒီဟာလေးကိုပဲဦးစားပေးပြီးတော့ပြချင်းဖြစ်ပါတယ်ဗျာမနေ့ကထိပ်စီရတော့ကျွန်တော်ယူခဲ့တဲ့ပုံစံဒီကျွန်တော်တို့ဒီ၃လုံးပေါင်းချင်းပေါ့เนาะ၄ရက်၅ရက်ဒီရက်၃ရက်၃လုံးပေါင်းချင်းဒီ နှစ်ပေါ့နော်နှစ်ခွန်လေးကိုဒီသုံးလုံးပေါင်းခြင်းနှစ်နှစ်ဘာဝခွန်နှစ်နှစ်ခက်လေးနှစ်ခွန်လေးကိုကျွန်တော်ဒီနှလုံးပေါင်းခြင်းဒီနှစ်ခွန်လေးဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပြင်ရလဲ63ညာလေးပေါင်းခြင်းဒီ3ညာ3ညာဘာဝ9 3ညာနှစ်ခက်ခွန်3ညာ9ခွန်ကိုဒီနှလုံးပေါင်းခြင်းဒီ3ညာ9ခွန်ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ရ9ရဲ့ခွန်ရဲ့ပေါင်းခြင်းဒီနှစ်နှစ်နဲ့ဒီက6နဲ့ပေါင်းတော့8ရှစ်ပါဝါ3ရှစ်နှစ်ခက်1ရှစ်3တစ်ဖြစ်ခြင်းကိုကျွန်တော်ဒီနှလုံးပေါင်းခြင်းဒီရှစ်3တစ်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော် ။ဒါဆိုကျွန်တော်ဒီနေ့မှာတော့၈ရဲ၅ရဲပေါင်းကျင်းဒီ3 3နဲ့ဒီရဲ၈နဲ့ပေါင်းတော့1 1ပါဝါ6 1နဲ့ခက်8 1 6 8ကိုကျွန်တော်ဒီနှလုံးပေါင်းကျင်းဒီ1 6 8ဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ1ဖြစ်အောင်ဆိုရင်တော့ကျွန်တော်တို့9ထိပ်ထည့်ရမှာပေါ့နော်။6ဖြစ်အောင်ဆိုရင်တော့ကျွန်တော်တို့3ထိပ်ထည့်ရမှာ။8ဖြစ်အောင်ဆိုရင်2ထိပ်ထည့်ရမှာဗျ။ဒါကတော့ကျွန်တော်9 3 2ထိပ်ပေါ့နော်။ဒီ site ကတော့ မွန်တီ649နေကုန်ကြီးလဲမညီသေးဘူးတဲ့ညနေအကောင်းနေတဲ့ဟုတ်ကဲ့ပါဗျာနော်ဘာခတ်တဲ့အမြင်အပေးပါတယ်တဲ့အမအမလက်ခံပါတယ်ကိုတဲ့ဟုတ်ကဲ့ပါဗျာနော်တူကြီးမှာတော့ကျွန်တော်တို့အပိုင်ကနန်းရဲ့တော့မရှိဘူးပေါ့နော်ကျွန်တော်တို့လည်းကျွန်တော်တို့မြင်တဲ့ site ကလေးတွေကိုတော့တွက်ပြပေးခြင်းဖြစ်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်ဒီမှာတော့ကနန်းလေးတွေစီဟိုပါပေါ့နော်ကျွန်တော်ကတော့အခွေပဲပေးလိုက်မယ်ဗျာအကူမတို့အကြိုက်အကြိုက်ပါရင်တော့သုံးပေါ့နော် ซอบินเนี่ยแหละไม่เห็นหรอกยะကျွန်တော်တို့ဒီနေ့မှာတော့အခွေပဲပြလိုက်တယ်ဗောနော်618နဲ့အခွေပဲပြလိုက်တယ်ဗျအကူမတို့ကဒဲကနန်းကိုကြိုက်ရင်တော့ကျွန်တော်တို့60ရဲ30ရဲ30ရဲဆိုပြီးထက်ထက်ဗောနော် အလိုမဲ့ဒါလေးလည်းနားလေကြမယ်ထင်ပါတယ်ဗျ။ဟုတ်ကဲ့ပါအဲ့လိုမှကျွန်တော်တွေ့ပြတဲ့ကဏ္ဍလေးဒီလည်းပေါက်ကဏ္ဍလေးဖြစ်ပါသေးပါတော့ပထမဆုံးကျွန်တော်အစောနာတွေ့ခဲ့တဲ့ခေါ်ပါသေးပါတော့ပရိတ်ဒီတုံညာပရိတ်တော့တွေ့တယ်ဗျတုံညာပရိတ်ဆိုရင်တော့ကျွန်တော်တို့ဒီအခွေလေးရဆိုရင်တော့၈နှစ်ဒီတကွက်ကောင်းပါတော့ရှစ်ပရိတ်လေးဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ၆နှစ်ဆိုပြီးတော့ပါမယ်ဗျရှစ်ပရိတ်ဆိုရင်တော့ဟုတ်ကဲ့ပါအဲ့လိုမှညနေမှာတော့ကံကောင်းပါသေးဗျကျွန်တော်၆၈နှစ်အခွေပါပဲဗျာနော်အဲ့လိုမှ ားလုံးပဲဘိုင်းဘိုင်းစီယူပါအားလုံးပဲမနေ့ဖြန်ညနေမှာတော့ကျွန်တော်တို့ပတ်တိနှလုံးပေါ့နော်ပတ်တိနှလုံးပဲပြီးတော့မယ်ပြမနေ့ကကျွန်တော်3ရက်အချိန်3ရက်အချိန်ပေါ့နော်မနေ့ကတူညီတဲ့အချိန်ဒီမနေ့ဖြန်မှာလည်းကျွန်တော်တို့1ချိန်2ချိန်ဒီတူညီနေတာဖြစ်တဲ့အတွက်မနေ့ဖြန်မှာတော့ကျွန်တော်တို့ပတ်တိဒီပိုးရအကောင်းနေပေါ့နော်ပတ်တိနှလုံးပေါ့ဟုတ်ကဲ့ပါအားလုံးပဲဘိုင်းဘိုင်းစီယူပါဗျာ